တကယ်လို့ခုချိန်မှာကိုက9 to 5အလုပ်လုပ်တယ်ဒါမှမဟုတ်လဲ9 to 9အထိအလုပ်လုပ်ပြီးတော့ကိုယ့်ရဲ့ bills တွေကိုပေးဖို့အတွက်လှုပ်ရှားနေရတယ်ဆိုလို့ရှိရင်ကိုတယောက်တည်းမဟုတ်ဘူးเนาะ American နိုင်ငံမှာဆိုရင် statistics ရအကြည့်မယ်ဆိုလို့ရှိရင်52ရာခိုင်နှုန်းကနေမှ68ရာခိုင်နှုန်းအထိရှိတဲ့လူတွေရတဲ့ပေးချက်တူပေးချက်နေကြတယ်ဆိုပြီးတော့စစ်တမ်းအရာတွေ့ရှိရတယ်တကယ်လို့များကိုကနေ့စဉ်ကုန်ကျစရိတ်တွေကိုပေးဖို့အတွက်ပဲပေးချက်တူပေးချက်အတွက်လှုပ်လှုပ်နေရတယ်ဆိုလို့ရှိရင်အခုချိန်ကစပြီးတော့အဲ့ဒီစိတ်ကိုပြောင်းလဲလိုက်ပါကို ့ရဲ့ငွေကကို့အတွက်အိတ်နေတဲ့အချိန်မှာတော့မှငွေတွေတိုးပေါအောင်ဖန်တီးပေးနေမယ် passive income တွေကိုစပြီးတော့ရအောင်လို့စူးစမ်းတင်နေကျမဘယ်လိုမျိုးစားခဲ့လဲဆိုလို့ရှိရင်အလုတ်ကိုစူးစမ်းတယ်ပတ်စံကိုစုတယ်ကုန်ကျစရိတ်တွေကိုတတ်နိုင်သမျှချွေတာပြီးတော့ပတ်စံကိုသဲတန်စုတယ်အဲ့ရတဲ့ပတ်စံနဲ့ဒီ assets တွေကိုဝယ်ခဲ့တယ် liability တွေမဝယ်ဘူးเนาะ asset ဆိုတာကတော့ချိန်တနာနဲ့အများတန်ဖိုးတွေမြင့်တက်လာတယ်အဲ့တော့ real estate တွေဝယ်တယ် stock တွေဝယ်တယ်ပြီးတော့ cash flow ရနိုင်တဲ့ investment တွေမှာရင်းနှီးမြှုပ်နှံ မှုတွေပြုလုပ်ခဲ့တယ်။ကို့မှာမရှိသေးတဲ့ရေချင်းအစ်တွေရှိအောင်လို့စ조사ပြီးတော့လေ့လာတယ်၊သင်ယူတယ်။အဲ့ဒါကြောင့်မလို့ကို့ရဲ့9 to 5အလုပ်လုပ်တယ်ဆိုတာကကို့အတွက် financial freedom ရဖို့ stepping stone တစ်ခုအနေနဲ့ပဲလေကတိတစ်ခုအနေနဲ့ပဲအသုံးပြုသင့်တယ်။အဲ့ဒီ9 to 5ကိုပဲတသက်လုံးလုပ်သွားရမယ်လို့ဆိုလိုတာမဟုတ်ဘူး။အခုချိန်မှာဆိုလို့ရှိရင်ကျမတို့မှာအလုပ်ကနေရတဲ့ income ရှိတယ်။တကယ်လို့ကို့ကအလုပ်နှစ်ခုလုပ်တယ်ဆိုလို့ရှိရင် income နှစ်ခုရှိနေမယ်။ပြီးတော့ online ကနေမှ social media ကနေမှရတဲ့ဝင်ငွေတွေရှိနေမယ်။ဒါမှမဟုတ်လဲကို့လုပ်တဲ့ freelance job ကနေ ီမှာဝင်ငွေတွေရှိနေတယ်မယ်ဒီငွေတွေကိုကိုကအရင်ဖြူပြီးတော့ကို့မှာပတ်စံလေးယာကနဲထောင်ကနဲရှိတယ်ဆိုရင် stock တွေဝယ်ရမယ်တကယ်လို့ကို့မှာ1000လောက်2000လောက်တောင်းကနဲရှိတယ်ဆိုလို့ရှိရင် rental properties တွေကိုစပြီးတော့ဝယ်ရမယ်အဲ့လိုမျိုးလုံမသာကို့ရဲ့ passive income stream တခုကိုဖန်တီးနိုင်မယ်ဒါမှကို့ရဲ့ငွေတွေကကို့အိတ်နေတဲ့အချိန်မှတောင်မှပို့ပြီးတော့တိုးပွားတဲ့ငွေတွေကိုကို့အတွက်ဖန်တီးပေးမှာဖြစ်ပါတယ်တကယ်လို့ကို့မှာ passive income မရှိသေးဘူးဆိုလို့ရှိရင်ဒီ passive income ကိုရအောင်လို့ဘယ်လိုမျိုးစူးစမ်းသင့်လဲဆိုတာကိုအခုကတည်းကလေ့လာသင့်ပါတယ်